ျွန်တော်စိတ်ထဲမှာတော့သူတို့မြင်တဲ့အခါကျရင်စိတ်မကောင်းဖြစ်မယ်ပဲထင်တာပေါ့လေအခုကတော့ကျွန်တော်တို့စုံခဲ့တဲ့ကြုံခဲ့တဲ့ငလီရင်ဘေးကလူနာတွေရောပေါ့လူနာရှင်တွေရောအားလုံးကကျွန်တော်တို့တွေ့လိုက်တဲ့အခါမှာသူတို့ဖြစ်ပျက်နေတဲ့ဒီဒံယာဒံကျက်တွေ အားအားလုံးမေ့သွားပြီးတော့ဓာတ်ပုံတွဲရိုက်တဲ့အထိသူတို့တည်ငါပေါ့လေယောဂပျောက်သွားတာပျော်သွားတာကိုကျွန်တော်ကြည်ပြီးတော့တကယ်စိတ်မကောင်းဖြစ်ပါတယ်လို့ကျွန်တော်နာမည်ဦးကျင်ဝမ်းပါအဲ့ဒါကျွန်တော်တို့ဦးဆောင်တာမဟုတ်ပါဘူးမြန်မာပြည်ဘုံတော်နှစ်ချင်းအတင်းတော့ဆရာကျော်မြင့်ဦးဆိုတာသူက အလူပွဲတိုင်းမှာရေဘေးတော့ကလည်း၃កောက်၄កောက်လောက်သူအိုးဆောင်ပြီးတော့သူရရှိတဲ့ဒီအလူငွေလေးတွေကျွန်တော်တို့နဲ့ပူပေါင်းပြီးတော့ပေါ့ကျွန်တော်တို့ကလူအားပေါ့ဒီအဲ့ဒီတော့လည်းလိုက်ပြီးတော့အားဖြည့်ပြီးတော့ကူညီပေးခဲ့ပါတယ်ဒါအခုဒါပရမသုံးချိန်ပေါ့သုံးရက်နေ့မနေ့ကလေးကနေမန်းလေးခီးစလိုက်တာညနေ့ 9နိုင်လောက်မှမန္တလေးရောက်ပြီးတော့စကိုင်းသရဖြတ်ပြီးစကိုင်းဈေးဟိုမှာလူတရာစာပေါ့လေရေသံဘူပါအောင်နာရီယာဒီမှာတစ်ဆက်တည်းညာတွင်ချင်းပဲမန္တလေးဈေးဟိုအဲလူတရာစာပါအဲဒီဆရာဂျိုကနေပြီးတော့ဦးဆောင်ပြီးတော့သူ့ရဲ့အလူမှာပါဝင်ပြီးကုညီပေးဖို့ခေါ်လို့ကျွန်တော်တို့ကနုပညာအားလူအားလေးနဲ့ လိုက်ပြီးအားပြေးပြီးတာပါလို့ကျွန်တော်စိတ်ထဲမှာတော့သူတို့မြင်တဲ့အခါကျရင်စိတ်မကောင်းဖြစ်မယ်ပဲထင်တာပေါ့လေအခုကတော့ကျွန်တော်တို့စုံခဲ့တဲ့ကြုံခဲ့တဲ့ဒီရေပြီးရောအခုငလျင်ပြီးကလူနာတွေရောပေါ့လူနာရှင်တွေရောအားလုံးကကျွန်တော်တို့တွေ့လိုက်တဲ့အခါမှာသူတို့

ြင်နေမကောင်းပါဘူးအခုခေတ်ကတော့ပြီးခဲ့တဲ့နှစ်20 30လောက်ကအော်တိုခင်မဟုတ်တော့ဘူးလေဘုံတော့အော်တိုစာအုပ်လေးလေးဟိုးနေဒီမှာဆိုရင်စာအုပ်မရှိတဲ့ခါကျတော့ရှိတယ်စာရွက်အပိုင်းစာလေးတွေဖျဲပြီးတာနဲ့အဲလက်မလာရေးခင်းတာပဲအခုခေတ်ကဖုန်းခေတ်ဆိုတော့လူတိုင်းလူလို ဖုန်းရှိမှာပေါ့လေအဲ့တော့ဒီကလေးမလေးတယောက်အဲ့လိုလာပြီးတော့ပြောတာ မမီရဲလို့ဖုန်းလေးနဲ့ရိုက်ပါလားဆိုတော့ဖုန်းမရှိဘူးဘာမှဆိုတော့ရင်ထဲတို့တော့မကောင်းအော်အားလုံးကြိုက်နေတဲ့အချိန်မှာတော့သူ့တံမိုးမရှိတဲ့ဖုန်းလေးတော့မှသူမကြိုက်နိုင်ဘူးလေအဲ့တော့သမီးကိုဘာလုပ်ပြရမလဲဆိုတော့အဲ့သူရှိတဲ့ပတ်စံလေးပါပဲဘာဘာလက်မလေးထိုးပြီးပါတဲ့ မီးဘာမှအာဒီပတ်စံမှာပဲလက်မထိုးပြလိုက်ရင်သမီးသုံးလို့မရပဲနေမှာပေါ့လို့ဆိုတော့သမီးမသုံးဘူးတဲ့တိန်ထားမှာတဲ့အဲ့ဒါနဲ့ပဲကြည်နောင်ကိုလက်မလေးထိုးပြလိုက်တာပေါ့လေပြောစရာစကားလုံးရှာမတွေ့ပါဘူးနော်လူတိုင်းလူလိုဘုံအစုပ်ကလေးတွေတချို့အကွဲလေးတွေအပေလေးတွေအများကြီးမြင်ဘူးတယ်လေ ကျွန်တော်ကိုယ်တိုင်လည်းဘုန်းကြီးကောင်းသားမကိုက်နိုင်ပါဘူး။တော့ဒီကလေးလေးဘဝလာလာမြန်မာနေလို့နေမှလည်းမသိဘူးလေ။ဟိုကျွန်တော်လှုပ်ကနေပဲမေးလိုက်မိတော့ကတော်တော်ဟိုးစိတ်မကောင်းဖြစ်သွားတာ။တမီးဖုံးမရှိဘူးလားဆိုတာသူ့ဟိုနှိမ်လိုက်တယ်လို့အတင်သေးလိုက်တယ်ဖြစ်သွားတာပေါ့လေ။လူတိုင်းဖုံးကင်နေတဲ့အချိန်မှာတမီးကဖုံးမရှိဘူးလားဆိုတော့မရှိလို့ပါဘဘရဲ့ဆိုတာ အဲ့ဒါလေးကတကယ်ကိုတွေ့ကြားလိုက်ရတဲ့အချိန်မှာကျွန်တော်လိုပဲခံစားရမယ်လို့ကျွန်တော်ထင်ပါတယ်မှန်ပါတယ်ကျွန်တော်တို့ကံကောင်းလို့ပါကျွန်တော်တို့သုံးရက်နေ့မနေ့သုံးနိုင်တည်းထွက်သွားတာကိုညအဲ့ဒီညကိုမရွာသေးပါဘူးအဲ့ဒီသုံးရက်နေ့ညကြီးပေါ့စကိုင်းစေယုံနော်မလေးစေယုံအဲ့ဒီနေရာမှာနေစရာ တဲเสียလည်းမရှိဘူးလေအဲ့ဒီဂိုင်းနဲ့ပဲကျွန်တော်တို့ဂျုံမေးတရားတစ်ဖက်မှာကျွန်တော်တို့ရှိပါဆို dead barbecue ဆိုတာအဲ့ဆိုင်အဲ့မြန်မာချင်းဆိုင်မှာကျွန်တော်တို့ကားထိုးပြီးတော့ဥဇော်မိုင်းဆိုရင်ဒီဂျုံမေးမှာဖြာချမ်းလေးခင်းပြီးတော့သူများတွေပြီးတဲ့ခုံလေးနဲ့သူများတွေပြီးတဲ့ခေါင်းလေးနဲ့ချင်းစည်းတွေထွန်းပြီးတော့အိတ်ခရရတယ် ကျွန်တော်ရဲ့ဆိုင်းအောင်တင်ရနောက်ဆရာတယောက်ဝင်ဆိုရင်ဒီဗုဒ္ဓဒီကားလေးပေါ်မှာအခင်းလေးနဲ့ခင်းပြီးတော့ခြင်းစည်းလေးထိုးပြီးတော့အိတ်ခဲ့ရတာကိုင်းမြင်ကြီးဆိုတော့ကျုံးပြီးမှဆိုတော့စဉ်းစားကြည့်တယ်ခြင်းစည်းကဘလို့မှအာနိသင်မရှိပါဘူးအဲ့တော့ခြင်းကိတ်ခါရတာပါပဲအဲ့ဒါ၈နှစ်9နှစ်ကြီးကျော်ပြီပေါ့အဲ့ဒီချိန်မှာမိသက်ကားတွေက ဘယ်ကလာလိုက်ညာလာလိုက်နဲ့တောက်လျှောက်အဲ့ဒီကျမအဲ့ဒီမှာညာတိုင်းလိုလိုအိတ်နေတဲ့ဒီမန်းလေးသူမန်းလေးသားတွေကဒီမှာတဲ့ညာတိုင်းမီးလုံနေပေါ့အဲ့ဒီကျမအဲ့ဒီမီးအန်ဒီရဲ့ပါထတ်ရှိတယ်ဆိုတာသိရတာပေါ့လေနောက်ကျုံဝင်းမှာဘလို့မှအိတ်လုံးမရပါဘူးအဲ့ဒါလည်းပဲမနေ့တနေ့ကြီးခွဲနှစ်နေ့ကြီးခွဲ နောက်ပြီးတော့ကျမ်းမာရေးကိစ္စဆိုတာအင်မတန်ခက်ခဲပါတယ်။ကိုကြီးနဲ့စားပါတယ်မန္တလေးသူမန္တလေးသားတွေကြုံပြီးမှအေးပြီးတော့ဒီအပေါ်ဘာကိစ္စတွေရောအားလုံးကိုတွေ့ကြုံရတော့ကျွန်တော်တို့ကခဏတစ်ပြုတ်ပါပဲတညလေးပဲ။ကျန်တဲ့ရက်ရှိဒီ28ရက်ငရေလှုပ်ပြီးကလေးကဒီကြုံပြီးမှအေးပြီးတော့ မနဲ့မိုးလင်းတာနဲ့ပစ္စည်းတွေပြန်သိကိုအိမ်ကိုပြန်နော်အိမ်ပေါ်လည်းမတည့်ရဲပဲနဲ့အောက်ခြေမှာကိုအိမ်ကိုပြန်စောင့်ပြီးတော့နေရတဲ့ဘဝကြီးနော်ကျွန်တော်တို့အပြန်မန်းလေးကိုလှည့်ပြီးတော့လပိဆိုင်ရှာတာဆိုင်တို့တို့များများထိုင်စရာဘူးမရှိပါဘူးကျွန်တော်တို့နောက်ဆုံးပန်းသခင်ဆိုတဲ့ဆိုင်လေးပါပဲရခဲ့တာအဲ့ဒီလှည့်ပတ်ပြီးရှာတဲ့အချိန်မှာလည်း လမ်းဘေးရေကန်တွေမှာရေချိုးနေရတဲ့ဒီအမျိုးသမီးမျိုးသားတွေတွေ့ရတာလေတကယ်ရင်ထဲမကောင်းပါဘူးဘေးပေါင်းဆုံးအားလုံးအနေကင်းဝေးပြီးတော့ကြမ်းကြမ်းမှမှအသက်ရှိရှိပြည်စုံနိုင်တော့ပြည်စုံကြပြီတာယာပျော်ရှင်စရာကောင်းတဲ့ တရားချိန်ကားလေးကိုပိုင်ဆိုင်ပြီးတော့ပြောင်းနိုင်ရပါစေလို့ဦးချင်းဝါဆုတောင်းပေးပါတယ်